ားလုံးမင်္ဂလာပါခင်ဗျာမင်္ဂလာချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုကျွန်တော်တင်ပြပေးနေတာကတော့ကိုဖြိုးဝေရေးသားတဲ့စီရီယံမလုပ်တဲ့အမျိုးသမီး၉ယောက်ကိုရဲရဲဆက်ဆက်တတ်လိုက်ကြတဲ့ရင်မာပင်ဗရက်ဆူရင်ရဲ့ရန်ပုံငွေဖျက်တောက်မှုကြောင့်အထိနာတဲ့ပြည်ပြည်မီဒီယာနဲ့တီမော့အစိုးရရဲ့မာယာဆိုတဲ့ဒီတစ်ပတ်ရဲ့သတင်းသုံးသပ်ချက်လေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့သတင်းသုံးသပ်ချက်လေးမစတင်ပြီးမှာ ကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့အထူးပဲမြစ်တာရက်ခံပန်ကြားအပ်ပါရခင်ဗျာ ဟုတ်ကဲ့စတင်လိုက်ကြရအောင်ခင်ဗျာဒီတော်သူတုံးလုံးစီယုံမဲ့ပါတီတွေဟာရေကောက်ပွဲမဲဆန္ဒနဲ့အားလုံးရဲ့ထောက်ပံ့ကိုမပြိုင်နိုင်ရင် ပါတီဖြတ်သိမ်းရမယ်ကန့်သက်ချက်ကိုလဲပုံတပုံအထိရှော့ချပြင်ဆင်ပေးခဲ့တဲ့ဒီတစ်ပတ်မှာပဲစတေမာ19ရက်မှာလာရောက်ဖို့ကနဦးစီစဉ်ထားတဲ့ အာဆီယံနိုင်ငံကြီးဝန်ကြီးတွေရဲ့မြန်မာခီးစဉ်ကို အော်တိုမာလာတဲ့ရွှေဆိုင်လိုက်တာနဲ့ပြည်ရင်းပြည်ပကရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေရှောက်ထားနိုင်ပြီလို့ကြေညာမှုတွေတွေ့ကြရပါတယ်။စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခု အဖြစ်ကလည်းရခိုင်အကြမ်းဖက်လက်နက်ကန်အီဟာဘင်္ဂလားဒေ့နိုင်ငံတဲကိုမွေးရစ်ဖြန့်နေတယ်လို့ဘင်္ဂလားဒေ့နေကြာဆောင်တက် BGB ကကမ္ဘာ့အောင်သတင်းစာ ရှင်းလင်းပြောကြားလာတာနဲ့ အမေရိကန်သမ္မတကတရုတ်အိန္ဒိယပါကစ္စတန်နဲ့မြန်မာအပါအဝင် နိုင်ငံပေါင်း23နိုင်ငံကိုမူရင်းစေဝါဖြတ်သန်းထုတ်လုပ်တဲ့အ धिक နိုင်ငံတွေအဖြစ်သတ်မှတ်လိုက်တဲ့ဖြစ်စဉ်တွေလည်းမြင်ခဲ့ရပါသေးတယ်။အခြားတစ်ဖက်မှာလည်းအထွေထွေရွေးကောက်ပွဲပြပြားစီဖို့ရည်ရွယ်ပြီးလှုပ်ဆော်စားရေးသားထားတဲ့စတီကန်လိုက်လံကက်သူတွေပို့တင်သူတွေကိုဖော်ထုတ်ဖန်းစီအရေးယူတာစနူးအထက်ဖြစ်လာတာ။ ရွေးကောက်ပွဲအတွက်မြေပြင်ကွင်းစင်းစည်ရင်ကောက်ယူထားတဲ့အသက်16နှစ်နဲ့အထက်ရှိသူတွေရဲ့အတီးပြုတ်လူဦးရေစည်ရင်ကို UEC ကို ပေးပို့ခဲ့ပြီးဖြစ်ကြောင်းလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူအင်အားဝန်ကြီးပြောကြားလာတာ TNL ကဆစ်ရှုံးမြေထွက်ပြေးချိန်မှာမိုင်းတောင် ဖောက်ခွဲခဲ့တာကြောင့်ပျက်စီးခဲ့ရတဲ့သမိုင်းအမွေနဲ့ဂုတ်ထိတ်တရားကိုမူလလိုက်ရဒီဇိုင်းအတိုင်းပြန်လဲတည်ဆောက်နေတာ ရေကောက်ဘွဲကိုအထူးအလေးထားကြိုဆိုထောက်ခံကြောင်းနဲ့ချီပွေဆော့လွန်တဲ့ဝိုင်းမော်မြို့နယ်တို့မှာရေကောက်ဘွဲကျင်းပနိုင်ရေးတပ်မတော်နဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ကချင်ပြည်နယ်အထူးဒေသတည်ထောင်ရငင်းငယ်ရေးအဖွဲ့ချုပ်ထုတ်ပြန်လာတာမြန်မာနိုင်ငံကတရုတ်ကြမ်းဖြန့်လူလိမ်မှုဂိုင်းတွေက နေ့စဉ်အမေရိကန်ဒေါ်လာ9000ပြည့်မှတ်ထားရှာဖွေနေတယ်လို့မလေးရှားအခြေစိုက် မလေးရှား International Humanitarian Train Organization ကဖွင့်ဟလာတာနဲ့တမတော်ထိုးစစ်ကြောင့်ဒီနေ့ရှစ်လအတွင်း KNU KNLA ထင်းကျုံနေမြေမှာ KNU KNLA နဲ့ဗရက်လက်နက်ကိုင်150ကျော်တည်သွားတယ်လို့ KNU ပြောလာတာတွေအပြင်ပြီးခဲ့တဲ့စနေမာလ16ရက်မွန်လွဲပိုင်းမှာအကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ခံတမ်းရတဲ့ TNLA နေမြေလူရဲ့ထင်းချုံရကုတ်ခိုင်မှာ ရွှေကုတ်ခိုင်အထုကုဈေးကန်းဖွင့်ထားတဲ့အသက်39နှစ်အရွယ်ဒေါက်တာအောင်ဖြိုးနိုင်ဆိုတဲ့ဆရာဝန်ကအသက်16နှစ်အရွယ်အသက်မပြေသေးတဲ့ဈေးကန်းအကူအမျိုးသမီးငယ်ကိုချိန်ချောက်ပြီး အချိန်ငယ်တန်ငယ်မရင်ပြူးကျင့်တာကို TNLA တင်းအောင်စွာအရေးမယူခဲ့တဲ့ဖြစ်စဉ်တွေနဲ့မောင်းတော်ကိုနေမြေလူရဲ့သိမ်းယူထားပေမဲ့ပြည်သူကို လုံခြုံအောင်မကာကွယ်ပေးနိုင်တဲ့အေအေကဘင်္ဂလီလက်နက်ကိုင်း အာစာအာဆူတို့ဘေးရန်ကိုရခိုင်ပြည်သူတွေသတိပြုပါလို့စာထုတ်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါသေးတယ်။ဒီလိုဖြစ်စဉ်တွေအများပြားရှိပေမဲ့ဒီတစ်ပတ်ရဲ့နိုင်ငံရေးသုံးသပ်ချက်ကိုတော့စီရီယံမလုံလို့ဆိုတဲ့ခေါင်းစဉ်တပီးကိုုံတဲ့တူအပါဝင် အမျိုးသမီး၉ဦးကို UNG ဩဇာကံပါသုံးလုံးဗရတ်တွေရရဆက်ဆက်တက်လိုက်ကြတာ အမေရိကန် US အေးကရန်ပုံငွေဖြတ်တောက်မှုကြောင့်အထိနာနေတဲ့ထောက်ပံ့ခံမီဒီယာတွေကိုတတ်မှန်ထုံးနှမှုအဖြစ်စူရင်ကပါထောက်ပံ့မှုဖြတ်တောက်လိုက်လို့ပြည်မရောက်မီဒီယာတွေဟာ လာမယ့်နှစ်ကအစစူရင်ကနှစ်စဉ်ရနေတဲ့ဒေါ်လာ25သိန်းခန့်ကိုလက်လွတ်ရမယ်ဆိုတာနဲ့မြန်မာအစိုးရကိုစန့်ကျင်တဲ့အဖွဲ့အစည်းတွေကိုရုံးခန်းဖွင့်လှစ်တာတရားမဝင်စန့်ကျင်တဲ့လှုပ်ရှားမှုတွေဆောင်ရွက်မှုခွင့်ပြုမှာမဟုတ်ကြောင်းနဲ့မြို့တော်ဒီလီမှာ မြန်မာတန်ယုံ လာရောက်ဖွင့်လှစ်ဖို့တီမောနိုင်ငံရေးဝန်ကြီးကန်လန်းလာရာတွေကို သုံးသက်ခြင်းပါれခမညာဟုတ်ကဲ့ဥဇွန်ဗရမသုံးသက်ရမယ့်သတင်းလေးကတော့စီရီယံမလုတဲ့အမျိုးသမီး၉ယောက်ကိုရရက်ဆက်ဆက်တတ်လိုက်ကြတဲ့ရင်းမာပင်ဗရက်ဆိုတဲ့သတင်းလေးပဲဖြစ်ပါれခမညာငါတို့ကိုလူတို့ကထောက်ခံတယ်ဆိုပြီးပြည်သူတွေကိုတပ်ဖြတ်လူရဲမရင်းချင်းပြန်ပေးဆွဲပြီးရင်ဒီလိုလုံရတာက စစ်တပ်ထောက်ခံတဲ့ဒလန်ဒလီယိုပြူစောဒီနတ်ဆကရန်တရားလက်ပတ်စီသူမို့လို့ပါလို့စင်ကြီးပေးလိုက်တာနဲ့မျက်စိမိတ်ထောက်ခံသူတွေစီက လက်ခုပ်တန်ရတာကျွလွန်ခံရသူတွေကထပ်အသက်ခံရမှာဆိုလို့အသံမထွက်ရတာတွေကြောင့်ပြည်သူတက်မတော်အမိခံထားတဲ့အန်ယူဂျီရဲ့ပါသုံးလုံးဗရက်တွေဟာပြည်သူတထောင်လောက်ကိုရရက်ဆက်ဆက်တတ်ထားကြသလို့ အကူလန်ဗရတ်ဒီရဲ့ရရဆက်ဆက်လက်ပြမှုတစ်ခုအဖြစ်စကိုင်းတိုင်းဒေသကြီးရင်းမာပင်ခရိုင် စာလင်းကြီးမြို့နယ်စာခာကြီးရွာကကိုွန်ဆောင် အမျိုးသမီးတူအပါဝင် အမျိုးသမီးကိုဦးဖန်းစီတက်ပြက်လိုက်မှုအပုံနဲ့ဟာဒီတစ်ပတ်မှာထပ်မံပြီးတော့ထွက်ပေါ်လာပြန်ပြီဖြစ်ပါတယ်ဒီလိုရက်ဆက်ရုံမာတဲ့လုံရက်ကိုပြီးခဲ့တဲ့2023ခုနှစ်ဇူလိုင်လ2ရက်နေ့ည8နာရီအချိန်မှာ ဇာလင်ကြီးမြို့နယ်အရှိတောင်ဘက်နှမိုင်ခန့်အကွာမှာရှိနေတဲ့ဇာကာကြီးရွာကဘဂဘာဘာဘာတွေဖြစ်တဲ့ဥဇော်လင်းနဲ့ဥမောင်ချူတို့ဥဆောင်ပြီးတရားလုံးကိုမိမိတ်ခိုင်းကရင်းမာဝင်ခရင်တရင်28ကလက်နက်ကင်ဘရက်တွေနဲ့အတူမတ်ချစ်ချဝင်း45နှစ်မတ်ရင်ရင်ခိုင်39နှစ်မကန်ရီမွန်35နှစ်မတ်ဇာဇာဝင်း45နှစ် မတ်တန်လာ39နှစ်မတ်မိုးမြင့်သူ33နှစ်ဒေါ်စန်းလွင်60နှစ်ဒေါ်မော်49နှစ်နဲ့မတ်တန်တာဝင်36နှစ်တို့ကိုစာလင်ကြီးတက်မတော်ကြည်မင်းနဲ့အထက်ချုပ်ဆက်ယုံမှာဆက်လက်လုတ်ကင်နေပြီးစီဒီယံမလို့ဘူးဆိုတဲ့ခေါင်းစဉ်နဲ့ဝင်ဖမ်းပြီးတဲ့နောက်မှာရရက်ဆက်ဆက်တက်ပြလိုက်ကြတာပါဒီလိုတက်ပြတဲ့အထက်မှာမတ်ရင်ရင်ခံရကိုုံလေးလန့်ရှိနေသလိုအမျိုးသမီးတချို့ကိုတော့မရင်းကျင့်တက်ပြတာ တချို့ကိုအပိုင်းမိုင်းဖြတ်တက်လိုက်တာတချို့ကိုလယ်လိတက်ပြက်လိုက်တာလို့လဲအမျိုးသမီးကိုဦးကိုဗရက်တွေရရက်ဆက်ဆက်တက်တာအခုမှသိရတဲ့ပြည်သူတွေစီကမချစ်တင်တဲ့အတန်တွေလဲကြားရပါသေးတယ်ဒီအမျိုးသမီးကိုဦးကိုဗရက်တွေတက်ပြက်တာနဲ့ပတ်သက်ပြီး UNG ပြောရေးဆိုခွင့်ရှိသူ နေဘုံလိုက်ရဲ့ press office ကိုဆက်သွယ်မေးမြန်းခဲ့ပြီးမဲ့ပြန်လဲဖြေဆိုမှုမရှိသေးကြောင်းဘာမှ VJ ကဖော်ပြထားသလို လက်နက်ကိုင်စစ်သုံးပန်းကိုတော့တပ်ဖြတ်ခွင့်မရှိဘူးလို့စီးမင်းတွေထုတ်ပြန်ထားပြီးမဲ့ဗရက်တွေကတော့တရားလက်လွတ်တပ်ဖြတ်တာအများရန်ဖြစ်နေပြီးဖြစ်ပြီးဒီလိုဖြစ်ရတွေကိုလည်းပြည်ရင်းပြည်ပထွက်ပြေးနေတဲ့အန်ယူဂျီကတားမြစ်နိုင်စွမ်းအရေးယူနိုင်စွမ်းမရှိပါဘူးလက်ရှိအချိန်မှာလဲရင်းမပင်ဗရက်တွေလက်ရဖန်းစည်းထားတဲ့ကုန်းဆောင်အမျိုးသမီးတူအပါဝင်လက်နက်ကန်အမျိုးသမီး၉ဦးကိုဗရက်တွေကရက်စက်စွာတပ်ဖြတ်လိုက်မှုကိုလဲ သတင်းစတင်တဲ့ဘာမာ VJ သတင်းအောက်မှာဝေဖန်ရှုံချနေကြပြီးနေညိုရေးအကောက်ပိုင်ရှင်ကစစ်မြေပြင်မှာတိုက်လို့မနိုင်လို့အလံပြူတောင်လက်နဲ့ချခဲ့ကြတဲ့ရန်သူစစ်သားစစ်စစ်ကြီးတွေကိုတော့ခမည်းတော်တွေမတ်သက်ဖဲနဲ့ဓမင်းကျွေးထိမ့်သိမ်းထားကြသေးတာပဲဗျာအခုဟာကမိန်းကလေးတွေလည်းဖြစ်တယ်ပြီးတော့ရဲမေတွေလည်းမဟုတ်ဘူးအရက်သေးကတွေပါ စီရီယံမလုတ်တဲ့အပြစ်လေးလောင်းနေတော့အဲ့လိုမလုတ်သင်ဘူးလို့ထင်ပါတယ်လို့ဝေဖန်ထားသလိုကျော်စင်တဲ့အကောင့်ပိုင်ရှင်ကလည်းမြည်သည့်အဖွဲစည်းကလုတ်သည်ဖြစ်စေအေးယူဖို့လိုအပ်ပါတယ်အာနာရှင်စနစ်ကိုမကြိုက်လို့တိုက်ယူနေရတာပါ အာနာရှင်လက်သည့်ဖြစ်ချင်တဲ့ဘလို့ကောင်မျိုးမဆို ပြည်သူက လက်ခံမှာမဟုတ်ဘူးပဒံဖြစ်စေစစ်တကံဖြစ်စေပအပဖြစ်စေပကပဖြစ်စေအန်လရီဖြစ်စေကြံ့ခံရေးဖြစ်စေဒီမူကိုလက်ကင်ထားရင် ပြည်သူမြစ်တာစုမယ်နန္ဒရာမကောင်းစေရဘူးတူသောအကျိုးပြန်ကိုပေးရမယ်ဒါဟာနိုင်ငံရဲ့အရှင်သခင်ပြည်သူရဲ့ကျင်းစာဖြစ်တယ်လို့ NUG နဲ့ဗရက်တွေကိုကျင်းစာတိုက်ထားတာလဲတွေ့ရပါသေးတယ်လူလူထောက်ခံတယ်ဆိုတဲ့တလွဲယုံကြည်ချက်ကို NUG နဲ့ဗရက်တွေဟာဒီလေးနှစ်ကျော်အတွင်းမှာ အလွန်အကျွံသုံးချသွားခဲ့ရမှာ NUG ထိပ်မိုင်းတွေကလူသက်တပြန့်တိုက်ပါသလုံးဗရက်တွေကိုအရင်မယူနိုင်မှုသူတို့ကိုယ်တိုင်လဲပြည်သူ အလူငွေ ကိုကျိုးသုံးခိုးဝပြီးစရင်မရှင်းနိုင်မှုအလူငွေတွေနဲ့မင်းငယ်ထပြပမှာဇိန်ခံလုပ်ငန်းများစွာထူထောင်မှုတွေနဲ့နာမည်ပြကြသလိုဗရက်တွေကိုယ်တိုင်ကလည်းပြည်သူတွေကိုတက်ဖြတ်လူရဲမရင်းကျင် ပြန်ပြီးဆွဲမွေးရစ်ဖြတ်မှုတွေနဲ့နာမည်ပြပါတယ်ဒီလိုနာမည်ပြနေတဲ့ဗရက်တွေကိုအန်ယူဂျီကထိန်းချုပ်လိုက်ရင်ရနေတဲ့ငွေတွေပြပမှာဇိန်ကျနေတဲ့ဘဝတွေပြတ်ကုန်မှာစိုးရိမ်လို့ အရေးယူလိုက်ရင်ပုံကံမှာဆိုလို့ NUG ကဗရက်တွေကိုမပြောရဲအရေးမယူရဲဖြစ်ချိန်မှာစီလွန်ပေါင်းလို့ဗရက်တွေဟာငါတို့တက်လဲမရင်းကျင်လဲပြန်ပြီးဆွဲဓမြတိုင်လဲဘာမှမဖြစ်ဘူးဆိုပြီးပို့ပြီးတော့ကျူးလွန်ရာကပြည်သူတက်မတော်ဆိုတဲ့နာမည်ကနေစစ်ရာဇဝမှုတွေကျူးလွန်နေတဲ့လက်နက်ကိုင်တွေဖြစ်လာနေပါတယ်တကယ်တော့လူလူဟာသူတို့ကိုစောင့်ရှောက်တဲ့တက်မတော်ဖြစ်လာမယ်ထင်လို့ NUG နဲ့ဗရက်တွေကိုလက်နက်တွေဝယ် ငွေတွေပေးလူနဲ့ထူထောင်ပေးခဲ့တာပါ UNG နဲ့ဗရက်တွေလက်နဲ့ပြေဆောင်လို့အင်အားတောင်းတင်းလာချိန်မှာတော့ဒီလက်နဲ့ဂိုင်တွေလည်းတတ်တယ်ငါတို့လည်းတတ်မယ်ဒီလက်နဲ့ဂိုင်တွေလည်းလူတယ်ငါတို့လည်းလူမယ်ဒီလက်နဲ့ဂိုင်တွေလည်းမရင်းကျင့်တယ်ငါတို့လည်းကျင့်မယ်ဒီလက်နက်ကန်တွေလည်းပြန်ပြီးဆွဲစကြေကောက်လူရုနေအိမ်ဖောက်တယ်ငါတို့လည်းပြန်ပြီးဆွဲစကြေကောက်လူရုနေအိမ်ဖောက်မယ်ဒီလက်နက်ကန်တွေလည်းခိုးတယ်ဟွက်တယ်လူရုကိုအနိုင်ကျင့်တယ် ငါတို့လည်းကိုမဲဝတ်မဲလူတို့ကို အနိုင်ကျင့်မယ်ဆိုတဲ့အကြံဖက်လက်နက်ကင်တွေအဖြစ်ပဲပြည်သူက UNG နဲ့ဗရက်ကိုပြန်ရခဲ့တာပါ နောက်ဘုန်းကြီးကနှစ်ချက်ခောက်ချိန်မှာ UNG နဲ့ဗရက်တွေကိုကြောက်နေရတဲ့ပြည်သူကအနံမထွက်ရဲတော့တာလဲတန်ဝေကရရရဖြစ်သလိုဒီလိုစစ်ရန်စိုးမှုကျွလွန်နေသူတွေကိုအကြောက်တရားနဲ့ဆက်ထောက်ခံနေရင်ဆင်စုနေတဲ့ခြေပြီးပို့ပြီးတော့ဝတ်ခံကြရမှာသေးကြပါဆိုတဲ့အကြောင်း တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့စူရင်ရဲ့ရန်ကုန်ငွေဖြတ်တောက်မှုကြောင့်အထိနာတဲ့ပြည်ပြင်းမီဒီယာများဆိုတဲ့သတင်းဆောင်ပါလေးကိုသုံးသပ်ခြင်းနဲ့ဖြစ်ပါတယ်ခင်ဗျာအမေရိကန်သမ္မတအဖြစ်ဒေါ်နယ်ထရန့်တကြွန့်ပြန်တက်လာချိန်မှာဒီမိုကရေစီလူအခွင့်အရေးနဲ့မီဒီယာတွေအတွက်အမေရိကန်ဒေါ်လာ45သန်းအပါအဝင်2025ခုနှစ်အတွက် မြန်မာနိုင်ငံကိုထောက်ပံ့မှုခံမှန်းထားတဲ့ဒေါ်လာ250ကုသန်းကိုဖျက်သိမ်းလိုက်တာပါဒီလိုမျိုးဒေါ်လာသန်းရာချီငွေကြေးထောက်ပံ့မှုကိုလှုပ်ဆောင်ပေးနေတဲ့ USA ကိုဖျက်သိမ်းမှုနဲ့အတူထရန့်သက်တမ်းအတွင်းမြန်မာနိုင်ငံအပေါ်ဒီမိုကရေစီအမြင့်တက်ထောက်ပံ့တဲ့ဒေါ်လာ1.1ဘီလီယံခန့်ပါဖျက်တောက်ခံရခြင်းပါတနည်းကိုဒေါ်လာသန်း40ခန့်ထောက်ပံ့ပေးနေတဲ့ဆွီဒင်အစိုးရကပါလာမယ့်နှစ်ကအစား မြန်မာနိုင်ငံကိုငွေကြေးထောက်ပံ့မှုဖြတ်တောက်မယ်လို့ကြေညာလာတာဟာပြည်ထဲမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့်အခက်ကြုံနေရတဲ့မြန်မာလူထုကိုမြောက်ပြဆန်တောင်းတဲ့ပုံစံနဲ့ပြည်ပနိုင်ငံတွေစီကငွေတောင်းခံပြီးရက်တည်နေတဲ့မီဒီယာတွေလူအခွင့်အရေးခေါင်းစဉ်အောက်ဘင်္ဂလီအရေးလှုပ်ဆောင်သူတွေအ धिक အထည်နာစေခဲ့ပါတယ်ဆူရီနိုင်ငံရဲ့ထောက်ပံ့နိုင်ငံတွေထဲမှာတတိယအများဆုံး ထောက်ပံ့ခံဖြစ်နေတဲ့ ျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေကတိုးတက်မှုမရှိလို့ဇူရင်အစိုးရက2026ခုနှစ်ဇွန်လ30ရက်နေ့နောက်ဆုံးထားပြီးမြန်မာနိုင်ငံဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကိုရက်ဆိုင်မှာဖြစ်ပေမဲ့ဒီ2025ခုနှစ်အတွက်တော့ဆူရင်နိုင်ငံကဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ SIDA ကလက်ရှိသဘောတူညီချက်တွေအရပူးပေါင်းဆောင်ရွက်မှုမရဆိုင်မီ မြန်မာနိုင်ငံကိုလက်ရှိထောက်ပံ့ပေးနေတဲ့ကဏ္ဍဇုံရန်ပုံငွေစီရင်ခရိုနာငွေ185သန်းအမေရိကန်ဒေါ်လာ19သန်းကနေ2026ခုနှစ်အတွက်ခရိုနာ140သန်းအမေရိကန်ဒေါ်လာငွေ15သန်းကအထိထောက်ပံ့ပေးသွားဦးမှာပါဒါပေမဲ့ဆူရီးယားမြန်မာနိုင်ငံကိုတနည်းခရိုနာသန်း450နီးပါးထောက်ပံ့ပေးနေတဲ့နိုင်ငံဖြစ်လို့လာမယ့်နှစ်မှာဒီလွန်ထောက်ပံ့မှုရပ်ဆိုင်းတာဟာ ပြည်ပရောင်းအိရှန်မီဒီယာတွေအဖို့တနည်းကိုအမေရိကန်ဒေါ်လာ1.4သန်းဒေါ်လာ24သိန်းခန့်နဲ့လူအခွင့်အရေးအဖွဲ့တွေကအမေရိကန်ဒေါ်လာ2,5500ခန့်အတည်ရနေမှုဆုံးရှုံးသွားမှာပါပြီးခဲ့တဲ့ NLD အစိုးရဟောင်းလက်ထက်မှာမြန်မာမီဒီယာဖွံ့ဖြိုးရေးရန်ပုံငွေတွေဟာမီဒီယာတွေစီကိုတိုက်ရိုက်မစည်းစင်းတော့ပဲ NLD အစိုးရကနေစီးစင်းတဲ့ပုံစံပြောင်းလဲသွားချိန်မှာ လက်ရှိအချိန်ပြည်မရောက်နေတဲ့အိမ်စင်းမီဒီယာတွေဟာပြည်တွင်းမှာအခက်ကြုံပြီးလစာတောင်မပေးနိုင်တော့တဲ့အဆင့်ရောက်ကုန်ကြသလို NLD အစိုးရဟောင်းကလည်းမီဒီယာဖွံ့ဖြိုးရေးထောက်ပံ့ငွေတွေကို NLD မီဒီယာဖွံ့ဖြိုးရေးပုံစံကိုကြိုးသုံးစွဲသွားတာပါဒီလိုမျိုးဖြစ်စဉ်တွေနဲ့ဖွံ့ဖြိုးမှုမဲ့မြမမီဒီယာတွေဟာ NLD အစိုးရဟောင်းရဲ့မှန်းယွင်းတဲ့လှုပ်ဆောင်ချက်တွေကိုဝေဖန်ထောက်ပြမှုမရှိဘဲ ဘာလုံလုံမှန်တယ်လို့မြောက်ပေးခဲ့တာတွေရဲ့စိုးကျိုးအဖြစ်အထင်းအကွန်မဲသွားတဲ့ LED အစိုးရဟောင်းဟာဝေမန်ထောက်ပြမဲ့မီဒီယာတွေကတော့ယူကျိုးပြရမှုမှာစိတ်ကြီးဝင်သွားခဲ့ပြီးချင်းချိန်နန်ဆိုင်မရှိတော့ပဲမီဒီယာအားကိုဝါရဖြန့်ချင်မှုအားကိုလူတို့ထောက်ခံတယ်လို့ထင်မြင်တဲ့တလွဲမာနတွေအားကိုနဲ့အာနာအလွဲသုံးစားလို့မဲမသမာမှုဖြစ်ချိန်မှာ မြန်မာနိုင်ငံဒီမိုကရေစီဘက်ဝေးရိုက်ပြီး NLD အစိုးရဟောင်းလဲဖြုတ်ချခံခဲ့ရတာပါအဲ့ဒီအချိန်မှာမီဒီယာဖွံ့ဖြိုးရေးရန်ပုံငွေတွေ NLD အစိုးရဟောင်းခေါင်းပုံဖြတ်သွားလို့လစာတော်မပေးနိုင်တဲ့မီဒီယာတွေဟာဘက်ဝေးကိုအခွင့်ကောင်းယူတတိယနိုင်ငံကြီးတွေစီခေလွန်ဝင်တောင်းဖြုတ်ချခံ NLD အစိုးရစီထောက်ပံ့မဲ့မီဒီယာဖွံ့ဖြိုးရေးရန်ပုံငွေတွေ proposal တွေရေးပြီးပြန်တောင်းတဲ့နိုင်ငံပေါင်းစုံ NGO မျိုးစုံစီကတန်းရာချီရတဲ့မီဒီယာဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ပြပနိုင်ငံကြီးတွေမှာအခြေချခဲ့တာမြင်ရပါတယ်။ဒီနေရာမှာအိဇန်မီဒီယာတွေအဖို့စစ်ပွဲတွေဆက်ဖြစ်နေမှာမီဒီယာဖွံ့ဖြိုးရေးရန်ပုံငွေတွေသူတို့ဆက်ရနေမှာဖြစ်တာကြောင့်ပြည်ဝင်းကဖြစ်ပွားနေတဲ့စစ်ပွဲတွေကိုပုံပြီးသိုးတဲ့ဇိုးအောင်တုံမီရှုံမီသတင်းတွေမမှန်သတင်းတွေ အမုန်းတရားကိုလောင်စာထက်မီတွေ တဝက်မှန်တဝက်မှန်သတင်းတွေနဲ့သွေးစုအောင်လှုပ်ဆောင်လာချိန်မှာမြန်မာနိုင်ငံရေးဟာတိုးတက်မလာပဲဆုတ်ယုတ်တစ်ထက်ဆုတ်ယုတ်လာချိန်မှာအကျိုးဆက်အဖြစ်အမေရိကန်တို့ဆွီဒင်တို့ကပါအခြေအနေမှန်ကိုအကဲဖြတ်သွားနိုင်ချိန်မှာထောက်ပံ့မှုတွေရပ်တော့တာပါပဲအမေရိကန်တို့ဆွီဒင်တို့ဟာမြန်မာနိုင်ငံကိုဖွံ့ဖြိုးမှုအကူအညီတစ်နှစ်ကိုဒေါ်လာသန်း300-400ပေးနေတယ်ဆိုတာကိုမြန်မာလူထုကပေးနေတာရက်မှသိရပြီး ဒီငွေတွေကိုလူမသိသူမသိခံစားနေရင်မြန်မာနိုင်ငံမှာစင်မီပိုတောက်လောင်အောင်လှုပ်ဆောင်နေတဲ့မီဒီယာတွေဟာလက်ရှိအချိန်မှာတော့ကိုယ့်အကူတူကိုအကျိုးပေးစပြုလာပြီလို့ပြောရမှာပါဒါအပြင်တခြားသောနော်ဝေတို့ဗြိတိန်တို့ဂျာမနီတို့ကနေဒါတို့ဥရောပနိုင်ငံတွေ NGO တွေဟာလည်းအမေရိကန်နဲ့ဆွေတင်တို့လိုမြန်မာပြည်သူလူထုကိုတိုက်ရိုက်ပေးတာမဟုတ်ဘဲမီဒီယာတွေဘင်္ဂလီအရေးလှုပ်ဆောင်သူတွေကိုငွေထောက်ပံ့တာဟာ နိုင်ငံတကုတည်ငြိမ်အေဂျင့်မှုတဲ့အဓိကယုံတွေနဲ့ပိုကရက်ရိုက်စေတတ်တယ်ဆိုတာကိုနားလည်ပြီးဒီလိုမျိုးပြိပက္ခကိုမီးထိုးနေတဲ့အဖွဲ့အစည်းတွေအပေါ်ထောက်ပံ့မှုရပ်တန့်ကြရင်မြန်မာနိုင်ငံနဲ့မြန်မာပြည်သူအဖို့လိုအပ်နေတဲ့တည်ငြိမ်အေဂျင့်မှုကပုံမူကောင်းမွန်တဲ့ရလက်တွေထွက်လာပါလိမ့်မယ်လို့တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုနောက်ဆုံးအနေနဲ့တင်ပြပေးချင်တာကတော့တီမောရဲ့မာယာဆိုတဲ့ သတင်းသုံးသပ်ချက်လေးပဲဖြစ်ပါရခင်ဗျာကြီးကတဲ့ရှင်းလင်းလုံးဖြစ်စဉ်အပြီးမှာပြည်ပကိုထွက်ပြေးပြီးအစိုးရဖွဲ့ခဲ့တဲ့ဒေါန်ဆန်းစုကြည်ရဲ့အကိုဝန်းငွယ်ဒေါက်တာစိန်ဝင်းတို့ရဲ့ NCGUB ဆိုတဲ့ပြည်ပရောက်အစိုးရအဖွဲ့ကို ကုလသမဂ္ဂအမေရိကန်နဲ့တီမောတို့ကအတိမဲ့ပြုခဲ့တာပါဘာကြောင့်အတိမဲ့ပြုခဲ့တာလဲဆိုရင် NCGUB ကအခုလက်ရှိ UNG ဗရက်လိုမျိုး တန်ဃာတွေနိုင်ငံဝန်ထမ်းတွေရက်ကြီးတွေចောင်းသူចောင်းသားတွေစတဲ့ပြည်သူထောင်ပေါင်းချီကိုအကြမ်းဖက်မတက်ခဲ့တာကြောင့်ပါလက်ရှိမှာတော့အကြမ်းဖက်တပ်မဖြတ်မှုတွေပြုလုပ်နေတဲ့ NUG ကိုစင်ပြိုင်အစိုးရအဖြစ်တောင်းအမေရိကန်တို့ကုလသမဂ္ဂတို့လိုနိုင်ငံတွေအဖွဲ့အစည်းတွေဘယ်ကမှအသိမဲ့မပြုတော့ဘင်မဲ့နိုင်ငံတခုကတော့စိုးစိုးရွားရွားစစ်ရာဇမှုတွေကျူးလွန်နေတဲ့အကြမ်းဖက်အဖွဲ့အစည်း NUG ကိုအသိမဲ့ပြုထားစေဖြစ်ပြီး အဲ့ဒီနိုင်ငံကတော့ရှီလေးလုံးဖြစ်စဉ်တော့က NCGUB ကိုအတိမတ်ပြုပေးခဲ့တဲ့တီမောနိုင်ငံပါပဲတီမောက NUG ကိုအတိမတ်ပြုပေးမှုအပြင်တီမောဝန်ကြီးချုပ်ကလည်းအာဆီယံအနေနဲ့မြန်မာနိုင်ငံရဲ့ပြဿနာကိုဖြေရှင်းနိုင်စွမ်းမရှိဘူးဆိုအာဆီယံအဖွဲ့နဲ့ဝင်ရောက်တော့မှာမဟုတ်ဘူးလို့အလွန်အကျွံပြောခဲ့တာ NUG ကိုအတိမတ်ပြုပေးတာတွေလည်း2021ခုနှစ်ကနေ2023ခုနှစ်ဩဂုတ်လအတွင်းမှာမြင်တွေ့နေရပါသေးတယ် ဒါတွေကြောင့်မြန်မာအစိုးရဘက်ကလည်း2022ခုနှစ်မေလ9ရက်ကစပြီး NUG CMBA ဗရက်နဲ့လက်အောက်ခံအဖွဲ့အစည်းတွေကိုအကြမ်းဖက်အဖွဲ့အဖြစ်ကြီးညာထားတဲ့ကြီးညာချက်ကဒီမို့အစိုးရဟာ NUG နဲ့အစဉ်ကျင်မဲ့စွာ တွဲဆုံဆွေးနွေးခဲ့သလိုမြန်မာနိုင်ငံမှာဖြစ်နေတဲ့အကြမ်းဖက်မှုတွေပိုလှုပ်ဖို့အားပေးအမြောက်လဲလှုပ်ခဲ့တာကြောင့်ဒီမော့တန်ယုံကတန်ယုံယာယီတိုင်ခံကို 2023ခုနှစ်စက်တင်ဘာလ1ရက်နေ့နောက်ဆုံးထားပြီးထွက်ခွာသွားဖို့နှင်ထုတ်ခဲ့ပါသေးတယ်။ဒီမောဝန်ကြီးချုပ်ကအာဆီယံနဲ့မဝင်တော်ဘူးလို့ဗဇက်ကပြောပေမဲ့လက်တွေမှာတော့အာဆီယံကိုတီမော့ဆက်ဝင်ဖို့ကြိုးပမ်းနေလို့မြန်မာအစိုးရဘက်ကကန့်ကွက်ချိန်မှာဝန်ကြီးချုပ်အစင်းနဲ့တင်မပြီးသေးပဲဒီနေ့ဇူလိုင်လဇန်ပိုင်းမှာတင်သူတို့နိုင်ငံအာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ဖို့မြန်မာအစိုးရကကန့်ကွက်မှုအပေါ် အရှိတီမော့သမရဟိုဆေရာမိုဟော်ဒါကိုရိုင်းကပယ်ချပြီးအတိတ်ပဲမရှိ ကျိုးချောင်းညီညွတ်မှုမရှိဘူးလို့ပြောခဲ့သေးတာပါ။ဒါအပြင် ရာမိုဟော်ဒါက SAC အစိုးရကိုကြာရှုံးနေပြီလို့လည်း2024ခုနှစ်ထဲမှာကဘာတိပုတ်ခတ်ခဲ့သေးတာပါ။အခုနောက်ပိုင်းမှာတော့ NUG ကိုတရားဝင်အစိုးရအဖြစ်သတ်မှတ်ပြီးအခြားနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်စွပ်ဖက်အာဆီယံရဲ့မူဝါဒကိုမလိုက်နာနိုင်တဲ့တီမော့ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်းလို့ကြိုးပမ်းမှုမှာအခြားနိုင်ငံတွေသဘောတူခြင်းမြန်မာနိုင်ငံအစိုးရကကန့်ကွက်တာကြောင့်သူတစ်ချိန်လုံးပုတ်ခတ်ခဲ့တဲ့မြန်မာနိုင်ငံအစိုးရကိုတီမော့နန်ယုံယာယီတောင်းခံကဇူလိုင်လထဲမှာလာရောက်တွေ့ဆုံပြီးတော့တီမော့မျိုးတော်ဒီလီမာမြန်မာနိုင်ငံလာဖွင့်ဖို့အထိတောင်းဆိုခဲ့တာလည်းတွေ့ရပါတယ်။ဒါအပြင် အခုစက်တင်ဘာလ18ရက်နေ့မှာလဲတီမောနိုင်ငံသားရေးနဲ့ပူပေါင်းဆောင်ရွက်ရေးဝန်ကြီးမစ္စတာဘန်နီဒိုဒိုဆန်တိုဖရိဒတ်ဦးဆောင်တဲ့အဖွဲ့မြန်မာနိုင်ငံကိုရောက်လာပြီးနိုင်ငံသားရေးဝန်ကြီးဦးသန်းစွေနဲ့တွေ့ဆုံခဲ့သလိုမြန်မာအစိုးရကိုစန့်ကျင်တဲ့အဖွဲ့အစည်းတွေကယုံဖွင့်လိုက်တာတရားမဝင်စန့်ကျင်တဲ့လှုပ်ရှားမှုတွေဆောင်ရွက်ခြင်းခွင့်ပြုမှာမဟုတ်တာနဲ့မြို့တော်ဒီလီမှာမြန်မာတန်ရုံလမ်းရောက်ဖွင့်လှစ်ပါလို့ဓမ္မံကမ်းလန်းခဲ့တာကလည်းတွေ့နေရပါသေးတယ် ီနေရာမှာတီမောလိုချင်တာကမြမအစိုးရကသူ့အာဆီယံဝင်ခွင့်ကို မကန့်ကွက်တော့ပဲလာမယ့်အော်တိုဘန်လမှာတီမောရဲ့အာဆီယံဝင်ခွင့်ကိုအာဆီယံနိုင်ငံအားလုံးကသဘောတူတယ်ဆိုတာကို လိုချင်တာပါဒီလိုအာဆီယံနိုင်ငံအားလုံးသဘောတူမှလည်းအာဆီယံပြည်ညအခန်း6အပွဲဝင် နိုင်ငံတင်များဝင်ခွင့်ပြုခြင်းအခန်းကအပိုက်နှစ်နဲ့အပိုက်ခွဲခတ်မှာအာဆီယံအပွဲဝင်နိုင်ငံဖြစ်ခြင်းနဲ့နိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကအသိမဲ့ပြူချင်းဆိုပြီးတရားဝင်ပြဋ္ဌာန်းချက်နဲ့ကန့်ညီမှာပါဒီလိုရန်လက်ရဖို့ NUG ကဘာမှလုံမပေးနိုင်တာကိုသိလို့လက်ရှိအာဏာရအစိုးရစီတီမောနိုင်ငံရဲ့ဝန်ကြီးလန်တွေ့တာ ဖြစ်ပေမဲ့လည်းစဉ်းစားရဦးမဲ့တီမောရဲ့မာယာတွေကကြံရှိနေစေပါအဲ့ဒီမာယာတွေကတော့မြန်မာအစိုးရစီကိုအာဆီယံဝင်ခွင့်ရဖို့လာတွေ့ရမှာ မြန်မာအစိုးရကို စော်ကားထားတဲ့စကားတွေကြွန်ထားတဲ့အကြီးဆုံးတာဝန်ရှိတဲ့ဝန်ကြီးချုပ်နဲ့သမရလာရာမဟုတ်ပဲနိုင်ငံခြားရေးဝန်ကြီးအဆင့်လောက်ပဲလာရာနဲ့2024ခုနှစ်ကလေးကအရှိတီမောမှာဖွင့်ခွင့်ပေးထားတဲ့ NUG ရဲ့နိုင်ငံခြားရေးဆက်ဆံရေးယုံကိုပိတ်ပွင်မှုမလုပ်ခဲ့တာပါဒီမိုရဲ့အေဂျင်စီဟာအာဆီယံဝင်ခွင့်ရဖို့နိုင်ငံခြားရေးဝန်ကြီးလောက်ပဲလာတွေ့ပြီး မြန်မာနိုင်ငံကအာဆီယံဝင်ဝင်ကိုသဘောတူ ပေးလိုက်မှနိုင်ငံသားရေးဝန်ကြီးအဆင့်ကပြောတာကိုဝန်ကြီးချုပ်နဲ့သမရကလက်မခံပဲလူအခွင့်အရေးစစ်အာဏာရှင်တိုက်ဖျက်ရေးဆိုတဲ့ပြောနေကြစကလုံးတွေနဲ့ဆက်လက်ထိုးနှက်ခြင်းရှိပုံမှာဘာပဲပြောပြောအာဆီယံမိသားစုဆိုပေမဲ့မြမအရေးမှာပြည်လည်မှုတဲ့ဖီအားနဲ့တပတ်သက်အနိုင်ကျင့်ခွဲခြားဆက်ဆံမှုပဲလုပ်နေတဲ့အချိန်မှာတီမောကမှထတ်တိုးလာမယ်ဆိုရင် မြန်မာနိုင်ငံအဖို့ကိုယ်အပေါ်တရားဝင်ဖိအားပေးခွင့်ရလာမဲ့နိုင်ငံကိုကိုယ်တိုင်ခွင့်ပြုလိုက်ရသလိုဖြစ်မှာကြောင်းတီမောကိုအာဆီယံဝင်ဖို့သဘောတူညီချက်ပေးမယ်ဆို အရင်ဆုံးမှာတီမောနိုင်ငံက NUG ရုံးကိုပိတ်သိမ်းတာမျိုးတီမောသမရကိုယ်တိုင်နိုင်ငံချစ်ကြီးရဲ့အတွက်လာရောက်တွေ့ဆုံတောင်းဆိုတာမျိုးနဲ့မှတီမောရဲ့မျှော်လင့်ချက်ကိုဖြည့်ဆည်းပေးဖို့သင်ကြောင်းယူဆမိတာကို တင်ပြရင်းနဲ့ဒီတစ်ပတ်ရဲ့နိုင်ငံရေးလေလာ လုံးသက်ချက်အစည်းအဝေးကို ရနာပါရစေခင်ဗျာဟုတ်ကဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့အထူးပဲမေတ္တာရက်ခံပန်ကြားအပ်ပါတယ်မိတ်ဆွေများရဲ့ထင်မြင်ယူဆချက်အသေးသေးကိုလည်းလွတ်လပ်ပွင့်လင်းစွာ comment မှာဝင်ရောက်ရေးသားအကြံပြုနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ကျွန်တော်မင်းခန့်မောင်ပါ